ရှင်ဗျာမေကွန်းမေးရှောက်ခွင့်ပြုပါရှင်ဗျာကိုကိုကိုတက်တည်တဲ့အခါမှာဟိုအရှင်ဗျာပြောတာဟိုကံမထိုက်ဘူးပေါ့ပါဏာတိပါဒကံတော့မထိုက်ဘူးဟုတ်တယ်ဒါဆိုရင်အပယ်ရောကျနိုင်သလားရှင်ဗျာအာကျနိုင်တယ် तू ကကိုကိုကိုတက်တည်တယ်ဆိုတာနည်းနဲ့ဒေါသကြီးမဟုတ်ဘူးဥစဉ်တာကိုကိုတက်တည်လောက်အောင်ဟိုဒေါသဖြစ်တာလေဒါကအလွန် तू စိတ်ဆင်းရဲမှကိုကိုကိုလူတိုင်းတွေကကိုကိုချစ်တယ် तू အတ္တတမန်ပေမန်နတ်တီလို့ပြောတာကိုမိမိကိုကိုချစ်တဲ့အချက်နဲ့တူတဲ့အချက်ဆိုလောကမှာမရှိဘူးနော် ဘသူကပြောသူ့ကိုငါချစ်တယ်ငါ့ကိုသူချစ်တယ်ဆိုတာဒါကလိန်ချာနေတာတကယ်လောက်လို့မရှိဘူးအတုတယ်ရဲတော့မယုံနဲ့တလားလဲရဲတော့မယုံနဲ့နောက်ကိုလဲကြည့်တယ်ကိုကိုကိုကြည့်ပါနော်မယုံနဲ့နော်အဲ့ဒါမြတ်စွာဘုရားလက်ထက်အဲ့ပြဿနာကြုံမှုတယ်ဟိုမန္လိကမိဖုရားရဲ့ကောသလမင်းကြီးရဲ့နော်အတူတူလင်ချင်းခံနေတဲ့အချိန်မှာကောသလမင်းကြီးကအဲ့ဒါမေးတာနှမရတဲ့နော် ဟိုလောကမှာအရှိဆုံးကဘသူလဲပေါ့နော်ဘသူရှိလဲဆိုတော့မိဖုရားကြီးကသူဘုရားတရားနာထားတာဆိုတော့ကိုကိုကိုအရှိဆုံးပဲတဲ့ဆိုတော့ဘယင်းကမကျင်တယ်ဘူးဘယင်းဖြစ်စင်တာငါ့ကိုချစ်တယ်ဖြစ်စင်တာလေးသူကဘယင်းဖြစ်စင်တာကသူ့အောင်ပေါ့နော်ဟိုမောင်တော့ကိုချစ်ပါတယ်ဆိုတော့ဖြစ်စင်တာလေးဟိုမိဖုရားကြီးကဖြစ်ဘူးသူကကိုကိုကိုအရှိဆုံးတယ်သူမကျင်တယ်ဘူးနော်ကောသလမင်းမကျင်တယ်ဘူးအဲ့မှာသူတော်တော်ချင်းပြားတယ်နော်နည်းနည်းဇနန်းချင်တော့မှဆိုလို့ပါအဲ့တော့ကောသလမင်းကိုနားလဲအောင်အဲ့မှာသူချင်းပြားတယ်သဘောပေါက်သွားတာပေါ့နော်ဆိုလို့ဒါလောကမှာကိုကိုကအရှိဆုံးပဲပေါ့နော်အဲ့တော့ဆိုတော့ကိုကိုကိုချစ်တဲ့ပုံကိုတယောက်က သူကိုကိုတက်တည်တယ်ဆိုတော့လေဒါအလွန်သူ့မှာဒေါသအလွန်ကြီးနေလို့ပေါ့နော်ဒေါသမကြီးဘဲနဲ့ကိုကိုကိုမတက်တည်နိုင်ပါဘူးဒါကြောင့်ဒီအကုသို့စိတ်နဲ့တည်သွားမယ်ဆိုရင်အပင်ကြားဖို့ကအလုံးဝတေချာတလောက်ဖြစ်ပါတယ်နော်ကိုကိုတက်တည်တာလေရှင်မဟိုဆက်ဆက်မေကုံမေရှောက်ခွင့်ပြပါ ရှင်မတချို့တွေကြတော့ဒီဟိုမိသားစုတွေမှာပေါ့နော်ရှင်မအဲတူတူယောက်ကဟိုတခြားဟိုယောဂဖြစ်တယ်ပဲထားဟိုဖြစ်ဖြစ်ဖြစ်ပေါ့နော် ဟိုဟိုအခုဆိုရင်ဟိုကိုဗစ်ကိုဟိုဆနောခံခံစားရတဲ့အချိန်မှာဟိုတခြားသားသမီးတွေပဲဖြစ်ဖြစ်တခြားသူ့ရဲ့အမျိုးသမီးသူ့ရဲ့သားသမီးတွေစိတ်စိတ်မစင်းရအောင်သူတို့စဟိုလှုပ်ရှားယုံကန်နေရတယ်ကိုအာယုံထဲမှာတနာကရုဏာဖြစ်ပြီးတော့ငါကြောင့်ဖြစ်ရလေခြင်းဆိုပြီးငါမရှိရင်ဒီငါသားသမီးတွေငါမိမတွေအလုံးမရှုပ်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့အဲကိုကိုကိုတည်ချောင်းကြံတာရှိရပါရှင်မဒါကြရင်ရောဘယ်လိုအပြစ်ရှိနိုင်လဲရှင် ခုနပြောပြီးနှစ်ပိုင်းနေတာကြတော့လေသူဟိုကိုကြောင့်သူများဒုက္ခမရောက်စေချင်တဲ့စိတ်ကဒါကုသိုလ်စိတ်တွေဒါကောင်းတဲ့စိတ်ပဲပေါ့နော်အဲ့ဒါပေမဲ့ကိုကိုတက်တည်တဲ့အချိန်မှာကျွန်တော်ကမကောင်းတဲ့စိတ်ဖြစ်သွားပြီစိတ်ကအယမ်းမြန်တယ်ခြေပိုင်းကာလမှာတော့သူကောင်းတဲ့စိတ်ကလေးဖြစ်သွားတယ်ဒါပေမဲ့တကယ်တကယ်ကိုကိုကိုတက်တည်လိုက်တဲ့အချိန်မှာကျတော့မကောင်းတဲ့စိတ်ဖြစ်ပြီးမကြိုးသူကြွေးသူချမယ်ရေတဲ့ခုံချမယ်အစိတ်တောက်မယ်ဆိုဒီဟာလေးလုံနေတဲ့အချိန်မှာသူအကုသိုလ်ကြီးပဲအားလုံးကဒီမတိုင်ခင်ရှေ့မှာတော့ကောင်းတဲ့စိတ်ကလေးဖြစ်သွားတယ်ဦးသိရင်ပြောပြပါရယ်ယဟန်ဝင်းဒီမှာနော် ဟိုမြက်တီမနှုတ်ပါဘူးဆိုတာရှိတယ်။အဲ့ဒါဘုရားစီဒီမှာမြက်တီပေါန့်နေတယ်။အဲ့တော့ဘုရားတန်ရှင်လုပ်ချင်တဲ့စိတ်နဲ့ကိုမြက်သွားနှုတ်မယ်။ဝီနီးလက်တည်တယ်။မျက်နှုတ်ရင်အာဘက်တင်မယ်ဆိုတာတည်တယ်။အဲ့တော့ तू ကုသိုလ်ရမလားအကုသိုလ်ပြမလားရမလားလို့မေးနှစ်ပိုင်းပိုင်းရမှာပဲ။ဘုရားကိုတန်ရှင်စီချင်တဲ့စိတ်ကကုသိုလ်တစ်ပိုင်း။တကယ်တကယ်ဝီနီးကိုတည်တဲ့နဲ့ तू ကလုံနေတာကြတော့အကုသိုလ်တစ်ပိုင်း။ तू ပိုင်းတဲ့သူတော့မတူးနော်။မလုတ်ခင်မှာတော့သူကုသိုလ်စိတ်ဖြစ်တယ်ဟုတ်တယ်။အော်ဘုရားတန်ရှင်းစေခြင်းနဲ့ဘုရားကတန်ရှင်းလို့မယ်ကုသိုလ်စိတ်ဖြစ်တယ်။တကယ်တကယ်ဝီနီးကိုတည်ရတဲ့နဲ့မြတ်သားနှုတ်တာကြတော့အကုသိုလ်ဖြစ်သွားပြီ ဘာအကုသို့လဲမင်းဖခင်ရဲ့ဝင်လေးကိုတည့်ရတဲ့နဲ့လွန်ကျူးတဲ့အကုသို့ပဲနော်ဟိုတီလာဝေသောတဲ့နေကြမှာလားမသိဘူးအဲ့ဒီမှာတော့ဒါအကုသို့တော့ပုံများအောင်မယ်ဆိုတဲ့ပုံစံမျိုးဆက်လို့ရတော့ရေးတာပေါ့နော်ဒါဆက်လို့ရဝင်လေးအလေးပေးပြီးရေးတဲ့သဘောနဲ့တူတယ်အဲ့တော့နှစ်ပိုင်းပိုင်းရမယ်လို့ပြောချင်တာပါနော်တကယ်လုတ်တဲ့အခါမှာဖြစ်တဲ့စိတ်ကတပိုင်းနဲ့မလုတ်ခင်လုတ်တဲ့ဖြစ်တဲ့ကတပိုင်းပဲမတူဘူးပေါ့နော်ဟိုကြောင့်ခါးဝစင်းပြောသလိုလေတချို့ဆရာဝန်တွေလူမမာကိုတဏှာလို့စိတ်ထိုးတယ်ဆိုတာမျိုးတွေနော်အဲ့လူမမာကိုဒုက္ခဝေဒနာတွေခံစားနေရတော့မကြည့်ရဘူးတဏှာတယ် စိတ်ထိုးလိုက်တယ်အဲ့တော့တဏှာရဲဆိုတာတပိုင်းပဲဒါစိတ်ထိုးတဲ့အချိန်မှာဒါတက်တဲ့စိတ်ကတပိုင်းသူကမဆိုင်ဘူးသူကသူ့ပိုင်းနဲ့သူခွဲအောင်အဲ့တော့ဟိုခုနရဲထုံးမဲတယ်လို့လေဟိုတက်လို့တဲ့စိတ်စိတ်ပါပါမလားပေါ့သူမြင်တာသူ့ကိုစိတ်ထိုးလဲဆိုတာသူ့ကိုတည်သွားစေခြင်းနဲ့စိတ်ကပါပြီးသားပဲဟုတ်လားတဏှာဒုက္ခဝေဒနာကိုဖယ်ရှားပေးခြင်းနဲ့စိတ်ကတပိုင်းတက်တဲ့ဒီစိတ်ထိုးတဲ့ဆိုတာသူ့ကိုတည်သွားစေခြင်းသာပဲလေမတည်သွားစေခြင်းပဲနဲ့ဒီလူကိုထိုးလို့မှမရတာဟုတ်တယ်မလားတည်စေခြင်းနဲ့စိတ်ပဲလေဒါဟုတ်တယ်မလားအဲ့ဒါကြောင့်အဲ့စေတနာကဒါဝဒကစေတနာပါအဘိဓမ္မာမှာပေါ့နော်တည်စေလို့တဲ့စေတနာပဲ အဲ့ဒါကျွန်တော်အကုသူပဲလေနော်နှစ်ပိုင်းပိုင်းပေါ့နော်ရှင်ဘုရားဆက်ဆက်မိကုန်မေရှောင်းဖွဲ့ပြပါဘုရားခုနဆရာတော်ဘုရားပြောသလိုပဲဆေးဝင်နေဆေးထုတ်တတ်တယ်ဆိုပြီးဒီဆေးုံမှာယောဂကလုံးဝပြန်မထားနိုင်တော့ပေါ့နော်ပြန်မထားနိုင်မယ်နဲ့လဲနေတဲ့အချိန်မှာမိသားစုတွေကလည်းမတတ်နိုင်တော့ပေါ့နော်ဈေးတွေမတတ်နိုင်တဲ့အတွက်ကြောင့်မလို့အမေဖြစ်တဲ့သူကိုဆေးဝင်တွေကို လုံလိုက်ပါဆိုတော့ပြောလိုက်တဲ့အချိန်မှာဆယ်ဝင်တော့လုံလိုက်တော့ဆယ်တော့ခုနပြောလိုက်တဲ့အတွက်ဆယ်ဝင်တွေကတော့တတ်သေးစေခြင်းနဲ့စေတနာနဲ့သေတာမဟုတ်ဘူးဆိုတော့တပိုင်းကတော့ပြီးပါပြီပြ။ဒါပေမဲ့တသမီတွေအနေနဲ့ကျတော့သူကဟိုဆယ်ဝင်တွေကိုခွင့်ပြုလိုက်တဲ့သဘောဖြစ်သွားတော့ပြ။အဲ့တော့ကျတော့တသမီတွေမှာကျတော့မတုအဲ့ဒီပင်စနန္ဒီယကံမြောက်တလောက်ဟိုပနာတိပါတကံဘယ်လိုမြောက်အောင်မလဲပြ။အာမလုံကောင်းဘူးအဲ့ဒါဥစဉ်တော့အချိန်ချင်းခဏခဏသတိပေးတယ်။ဟိုတော့ငငယ်ကလေးကအဲ့ဒီဆောင်းပါးလေးဖတ်ဘူးတယ်။ဟိုကလေးဘွားကလေးက အဲ့ဒီကံတွေထိုက်တက်တယ်နော်မလောက်ပါဘူးကိုယ့်ရဲ့အမေဖေတွေအဲ့လိုမျိုးဒုက္ခဝေဒနာခံစားနေရတယ်ဆိုတော့အဲ့ဒါကိုမကြည့်ရလို့သားသမီးတွေညာဆရာဝန်ကိုလှုပ်ခိုင်းလိုက်တာမျိုးကိုတော့မလှုပ်ဘူးဆရာဝန်လှုပ်ခိုင်းသဘောတူလက်မှတ်ထိုးတယ်မလှုပ်ပါဘူးလားကံထောက်တယ်ကံထိုက်တယ်ဟိုဘာတော့ပါဏာတိပါဒမှာပါပါလိမ့်မယ်ကိုတိုင်တက်ရတယ်မကောင်သူများကိုခိုင်းတာလည်းပါတယ်လေသူများကိုခိုင်းတာလည်းမရအဲ့တော့ကိုတော့စေမထိုးဘူးစေမဖြတ်ဘူးဆရာဝန်ကိုလှုပ်ခွင့်ပြလိုက်တဲ့သဘောတူလိုက်တယ်ဆိုတော့ဒါခွင့်ပြုတာပဲလေကံထိုက်တယ်ကံနော်အဲ့ဒါအမေဆိုရင်မာတုကာတကကံထိုက်မယ်အဖေဆိုပါပိတုကာတကကံထိုက်တယ် အဲ့ဒါကြောင့်အဲ့လိုမျိုးဒုက္ခဝေဒနာခံစားရတဲ့အမေဖေကိုအဲ့လိုမျိုးနည်းနည်းသိသွားအောင်လို့လောက်ခင်မပြူပါဘူးနော်သူ့တို့တမင်းနှစ်ရှည်ရှည်တနာရီအသက်ရှည်ရှည်အသက်ရှည်ရခြင်းဟာသူ့အတွက်နေတတ်ရင်အကျိုးအရမ်းရှိတယ်နော်နည်းနည်းစက်မိပြောရမယ်ဆိုလူပွားရဲ့တန်ဖိုးနည်းနည်းသိအောင်ပြောလိုက်အောင်ပါတချို့ကလူပွားတစ်ခုကလက်လွတ်စပယ်ဆုံးရှုံးနေကြတာပေါ့နော်ဟုတ်ဘူးတနာရီနေနေရနေရတမင်းနှစ်လောက်ပဲနေရနေရအဲ့တမင်းနှစ်အတွင်းမှာလူပွားကမဘာမှဆိုဖြစ်သွားနိုင်ဥပမာရဟန္တာဖြစ်သွားနိုင်တယ် ဟုတ်တယ်မလားဝိပဿနာအားထုတ်နေတဲ့ယောဂီသားဖြစ်ခဲ့မယ်ဆိုလို့ချင်းအဲတမိနစ်အတွင်းမှာလည်းသူရဟန္တာဖြစ်သွားနိုင်တာပဲတောတာပန်ဖြစ်သွားနိုင်တာပဲတမိနစ်ဆိုတဲ့အချိန်ကတော့သူ့တက်အများကြီးတရားရှုမဲ့လို့ရတယ်ဆိုတာလေအဲလူလူဘဝကနေတည်သွားလို့ချင်းကောင်းစားဒုက္ခတွေရောက်ဖို့မသေးချာဘူးအပယ်ကျသွားနိုင်တယ်တိရစ္ဆာန်ဖြစ်သွားနိုင်တယ်ပိတ်တာဖြစ်သွားနိုင်တယ်မြတ်စွာဘုရားအဲ့ဒီမှာပထမစိတ်ကလတုတ်တန်ဆိုတာရှိတယ်နော်အဲပထမစိတ်ကလတုတ်တန်မှာဆိုဘုရားဘာဟောလဲဆိုတော့အားလုံးလည်းကြားဖို့တယ်ဟို လက်ကမ်းကြီးတကောင်နော်သမုဒ္ဒရာထဲမှာသွားနေတာအနှစ်တရာလောက်မှတခါလက်ကမ်းကြီးပေါ်လာတာနှစ်ပေါင်းတရာကြာမှအဲ့လက်ကမ်းကြီးပေါ်လာသွားကြတယ်သွားနေတာနောက်တဘိုးတစ်ခုနော်အပေါက်ဖောက်ထားတဲ့တဘိုးတစ်ခုသူကလည်းမျောကျင်တာ၆မျောနေတာနော်တဘိုးကြီးကလည်းသူမျောကျင်တာမျောနေတယ်လက်ကမ်းကြီးကလည်းသူ့အလိုသွားကျင်တဲ့နေရာကူးခွက်သွားနေတာနှစ်တရာကြာမှတခါပေါ်တယ်အဲ့၆သွားနေတဲ့လက်ကမ်းကြီးလက်ကမ်းကြီးနဲ့ဒီတဘိုးဟာ တဘိုးအပေါက်ထဲကိုစွတ်ဖို့ဆိုတာပေါ့နော်အလွန်ခန်းရင်းတယ်အလွန်ခန်းရင်းတယ်အဲ့ဒါတောင်မှမြတ်စွာဘုရားကဖြစ်ကောင်းဖြစ်နိုင်တယ်တဲ့ဒါဖြစ်ဖို့မလွယ်ဘူးနော်ဒါပေမဲ့အဲ့ဒါဖြစ်ကောင်းဖြစ်နိုင်တယ်နှစ်တရာမှာပေါ်လာတဲ့လက်ရက်ခေါင်းနဲ့ခုနကညှောချင်တာညှောသွားနေတဲ့တဘိုးရဲ့အပေါက်ဟာနော်စွတ်မိချင်ကောင်းမိနိုင်တယ်ဒါပေမဲ့အပယ်ကျသွားတဲ့လူတစ်ယောက်ကနော်လူဘဝပြန်ရဖို့ကမဖြစ်နိုင်ဘူးအရင်ခန်းရင်းတယ်ဘာဖြစ်လို့လဲဆိုတော့တဲ့ဒီတိရစ္ဆာန်ဘဝမှာငရဲသားဘဝမှာကုသိုလ်လုပ်ခွင့်မရှိဘူး အကုသို့လုတ်ခွင့်မရှိတယ်အဲ့တော့အကုသို့ပြီးရင်အကုသို့အကုသို့ပြီးရင်အကုသို့ဆိုတော့သူ့တက်ကမျောနှင်းချက်တော်တော်နေသွားတယ်ရထုံတော့ပြိတ္တမတင်ဖို့တယ်ပြိတ္တမထဲမှာအာသနကံဆိုတာရှိတယ်အာစိနကံဆိုတာရှိတယ်အဲ့တော့တတိယံဘဝမှာသူ့တက်အာစိနကံအကုသို့ပဲသူ့တက်အာသနကံအကုသို့ပဲသူ့တက်လူဖြစ်ဖို့ chance ကအရင်နေသွားတယ်ဘာကံကြောင့်လူဖြစ်နေတယ်လဲဆိုရင်သူ့မှာအပရာပရိယဝေဒနိယကံလို့ခေါ်တယ်။ဒီတိရိစ္ဆာန်ဘဝကိုမရောက်ခင်ပိဋကဘဝကိုမရောက်ခင်ငရဲကိုမချခင်မှာလုတ်ခဲ့ဘူးတဲ့ ကုသိုလ်တစ်ခုခုကဝင်ပြီးအကျိုးပေးမှသာသူလူဘဝပြန်ရောက်နိုင်တယ်ဟုတ်လားသူတိရစ္ဆာန်ဘဝမှာသူကြီးနိုင်ငံချင်းတက်ဖြတ်မယ်စားတောက်မယ်ဟုတ်လားအဲ့တော့အဲ့ဒီအကုသိုလ်ကြောင့်တင်းငဲပြန်ကြမယ်ဟုတ်လားအဲဒီကငရဲသားဘဝမှာလည်းအကုသိုလ်တွေထပ်ဖြတ်တယ်တိရစ္ဆာန်ဘဝမှာအကုသိုလ်ထပ်လုပ်တယ်ပြန်ကြတယ်ဆိုတော့ဒီဘဝနဲ့ရုန်းကန်ထွက်မြောက်ဖို့ဆိုတော့မလွယ်တော့ဘူးသူတော်ကောင်းတိရစ္ဆာန်အလွန်ချားပါတယ်နော်တိလာထိုင်းနဲ့တိရစ္ဆာန်အလွန်ချားတယ်တက်ကြမယ်ဖြတ်ကြမယ်ဆိုတဲ့ဒိဋ္ဌိဆံများတယ်နှိမ့်ဆက်မယ်ဆိုတဲ့ဟာတွေကများတယ်အဲကြောင့်မြတ်စွာဘုရားကအပေဘဝကိုရောက်ပြီဆိုလို့ရှိရင် နော်လူဘဝကိုပြန်ထွက်ဖို့မလွယ်ဘူးဆိုတာအဲ့ဒီအာတန္တကံအာစိန္ဒကံနဲ့ဆိုင်တယ်သူတို့လုံနေကြတဏိတာလုံနေတဲ့ကံတဘွားလုံးလုံနေတဲ့ကံတွေကအကုသိုလ်တွေကြီးပဲအဲ့တော့ဒီအကုသိုလ်တွေကသူ့ကိုအကျိုးပေးမဲ့သားဆိုရင်သူတို့ကပြန်မလွတ်နိုင်တော့ဘူးလေအဲ့တော့မရေကြပြင်းကြတိရစ္ဆာန်ဖြစ်ပြင်းဖြစ်နေငရေနဲ့တိရစ္ဆာန်နဲ့ငရေပိတ်တာဒီသုံးခုကိုလဲထွက်နေတာပဲ ဒါကြောင့်မြတ်စွာဘုရားကလူဘဝရဖို့အလွန်ခိုင်းရင်လေသူကအကြောင်းလူဘဝမှာတမနစ်နေပဲအသက်ရှင်ရရှင်ရအကျိုးရှိရှိနေတဲ့နဲ့လှုပ်တဲ့နဲ့လို့ပြောပြတာအကြောင်းလူတွေကလူဘဝလွယ်လွယ်ရတယ်ထင်ပြီးတော့အလွယ်တကူအသက်ကိုသေးရှင်နေကြတာလည်းမဟုတ်မသိရအောင်ဘလောက်ပဲဒုက္ခတွေရောက်ရောက်ဒုက္ခတွေကအချိန်တိုင်းနာတစ်ခုပဲပြင်ကျော်သွားမှာပဲဒါလေးကိုသိခံပြီးတော့ကိုယ့်လူဘဝကိုတန်ဖိုးကြည့်အောင်အသုံးချရမှာနော်အေးဒါလူဘဝတန်ဖိုးကြုံအောင်ပြောပြတာတယ်နဲ့